အဲအားလုံးပဲမင်္ဂလာပါဒေါ်ဆန်းစုကြည်ကိုမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေအရန်ချစ်ကြတာဗျချစ်ကြလို့လေသူ့ကိုကြည်ပါအောင် သူ့ကိုချစ်တယ်ဒေါ်ဆန်းစုကြည်ကိုချစ်တယ်သူတွေရဲ့ပြောစကားလေးတွေကိုကျွန်တော်နားထောင်ကြည့်အောင်ကဲမင်းတို့ရဲ့မင်းမေကိုမင်းတို့ဗာပြောကျင်လဲတကယ်သိရင်တော့ဝမ်းသာပါတယ်တယောက်ကစပြောတယ်ဗျဟောနောက်တယောက်ကကြတော့တကယ်ကိုလုံသွားပြီလားအစိုးရကကြီးညာပြီလား နောက်တစ်ယောက်ကကြတော့ဘယ်တော့ကသေးတာလဲမသွဲခွဲဘူးဗျာတဲ့နော်အဲနောက်တစ်ယောက်ကကြတော့အရန်ချစ်လုံးလားမသိမျိုးမစင်ပါတဲ့အဲလဲနော်နောက်တစ်ယောက်ကကြတော့ပါပဲလေတဖက်ပိတ်ဒေါ်လာရေးသမားတွေမြင်အောင်ကြည်တတ်ပါစေတဲ့နော်အဲ့လိုပြောထားတယ်ကွာကဲဒါဆိုနောက်တစ်ယောက်ကဘာဆက်ရေးကြည့်ပြည်ပြတ်မှကြီးတဲ့တနိုင်ငံလုံးဘာသာသာသနာဆရာနဲ့တပည့် မိဘနဲ့တသမီညီအကိုမောင်နှမတွေးကွဲအောင်လုပ်ယဟန်တန်ငါတွေကိုတက်ဆရာဆရာမတွေကိုတက်နံမတ်တရက်ခတ်စုကြည်ပါတဲ့ဟာဒေါ်စုကိုချစ်တဲ့သူတွေပြောတဲ့စကားဗျာအနောက်တယောက်ကတေးပြီဟုတ်လားလို့နောက်တယောက်ကတော့တကယ်သေးတာလားတဲ့ဟာကဲနောက်ထပ်သူတွေဘယ်သူမှပြောသေးထက်နားထောင်ကြည့်အောင်ဗျာ အဲ့ဒီတယောက်ကတော့ထူးဆန်းနေတာကျွန်တော်စကားတွေနားထောင်ပြီးတော့မေးခွန်းပြန်မိတာဂျုံရတော်ကြီးကဘာလာလောက်တာလဲဆိုတော့ကိုကြိတ်သိရဲ့အလင်းပြပေးပါအောင်တဲ့အဲ့ဂျုံရတော်ကဘာလာလောက်တာလဲဆိုတော့ဘာလာလောက်တာလဲသိကြည့်ရင်တော့အဲ့တက်မတော်ကိုသွားမေးကြည့်ပြအသေးစိတ်တော့ကျွန်တော်လည်းမသိဘူးကျွန်တော်သိတာကဂျုံရတော်ကအင်းအားကံပေါင်းကိုလက်ပြကူးလာတယ်ပြီးတော့နောက်ခွေးပေါက်ကနေဝင်တယ်เนาะအိမ်ထဲမှာနှစ်ညနဲ့သုံးရက်တူတူတိတ်တိတ်နေသွားတယ် အပြန်ကြတော့အရှိဘောက်ကနေပြန်တဲ့အချိန်တက်မတော်ကမိပြီးတော့ခုံယုံတင်တော့ဂျုံရက်တော့မှအပြစ်ရှိလားလို့မေးတဲ့ခါကျတော့အပြစ်မရှိပါဘူးဆိုပြီးတော့သူပါဇက်ကထွက်တယ်ကျွန်တော်သိတာအဲ့ဒါတော့သိတယ်အိမ်ထဲမှာဘာတွေလောက်ကြလဲကျွန်တော်မသိဘူးအစိုးရကဖမ်းဆစ်ပြီးမေးတဲ့ခါကျတော့လည်းပဲအပြစ်မရှိပါဘူးလို့ပြောတယ်အဲ့ဒါတော့ကျွန်တော်သိတယ်ကျန်တာကျွန်တော်မသိပါဘူးကဲဟုတ်ပါပြီနောက်တစ်ယောက်ဒေါအောင်ဆန်းစုကြည်ကိုချစ်တဲ့တာသမီတွေကနောက်တစ်ယောက်ကဘာဆက်ပြောလဲ မဟာဗမာဆိုပဲတဲ့အလာကယ်တော်မူပါတဲ့ကဲနောက်တစ်ယောက်ကဗာဆက်ပြောတယ်စုကြည်က6သီးကိုတော့မတိတဲ့မြန်မာလူမျိုးစစ်ပါဗျာတဲ့နောက်တစ်ယောက်ကဗာဆက်ပြောလဲဆိုမူစလင်မာကြီးသေးပြီလားတဲ့ဟာတော်တော်ချစ်ကြတာပဲဒေါ်စန်းစုယူတော်တော်ချစ်ကြတာအဲ့လောက်ထိချစ်ကြမှမသိဘူးဗျာကဲနောက်တစ်ယောက်ကျွန်တော်တို့တို့ရဲ့မိမိကိုချစ်တဲ့သားသမီးတွေကဗာဆက်ပြောလဲနားတော်ကြီးဟာ ကျမဗမာနိုင်ငံသူမဟုတ်ဘူးဗမာတွေကို မုန်းတယ်လို့သူကိုယ်တိုင်ပြောခဲ့တာလက်ရှိတက်ရှိဒဝဲဦးတန်းဆွေရင်ကြားစင်မစေတော့မသိဗမာတွေက လူမျိုးချင်းဝါဒဆိုပြီးတွေးထိုးသွားတာခမည်းတော်အမေစုလို့ကိုးကွယ်နေကြတဲ့ဒီမိမကြီးပါပဲတဲ့ဟာဒါတော်စု ကိုချစ်တဲ့သူတွေပြောတဲ့စကားစကြည့်ရအောင် ဒေါ်စုကမြန်မာနိုင်ငံမြန်မာလူမျိုးအတွက်အလုလုတယ်ဆိုတာခြီးစားပြောရင်ခြီးစားတာပဲဖြစ်လိမ့်မယ်မြန်မာနိုင်ငံအတွက်မဖြစ်နိုင်ဘူးဟာမိုက်လိုက်တာကောင်းလိုက်တဲ့စကားလုံးလေးတွေတမိုင်းဝင်မဲ့စကားလေးတွေဒါကြောင့်မို့ကျွန်တော်ဗီဒီယိုဖိုင်လုပ်ပြီးတော့ဒေါ်စုကိုချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အတန်လေးတွေကိုကျွန်တော်တေချာလုတ်ပေးထားတာဗျာကဲဆက်ကြည့်ရအောင်ဗျာ ဒီမိမကြီးနာမည်ကိုမကြားချင်တာတဲ့ဟာအလောက်တီကိုချစ်ကြတာဗျာကဲနောက်တစ်ယောက်ကဘာပြောလဲမှန်လိုက်လေတဲ့ဘဂတဖုံးတော်ကြီးတင်စာတင်เจ้าတွေကိုဖျက်သိမ်းခိုင်းပြီးကိုပိုင်အထက်တန်းเจ้าတွေကိုမှုလုံပေါအောင်လုတ်ပိုင်ဝင်ပေးခဲ့တယ်တဲ့အာဒေါ်စုမကောင်းเจ้าကိုပြောတာပေါ့နော်ဒါနောက်တစ်ယောက်ကကျတော့ဏီပိမ့်များတိစေတော်တဲ့ကဲနောက်တစ်ယောက်ကကျတော့ဘူးသူရရစာလေးပြန်ပြောတယ်ဗျသူတို့ရဲ့မင်းမေရဲ့လှုပ်ဆောင်ချက်ကောင်းကွက်လေးကို ပြောတာတွေကြိုက်တယ်တဲ့အပေးတယ်တဲ့မြန်မာစာတွေဒီ33လုံးကို23လုံးပဲကြံတော့တယ်ရှစ်လုံးကိုဖျက်ပြစ်တယ်ဘာသာရေးတွေလူမျိုးရေးတွေတွေးခက်ခဲ့တယ်ဒါတွေကိုသိခဲ့တယ်တဲ့အာသူတို့အမေရဲ့လှုပ်ဆောင်ချက်တွေကောင်းတယ်ဆိုတဲ့အကြောင်းကိုသူတို့ကချီးကျူးနေကြတာတော်အမေချစ်တဲ့သားသမီးတွေကဲနောက်သားသမီးတွေကဘာဆက်ပြောလဲထက်နားထောင်ကြည့်ရအောင်